ပါဝါအီဇော်တက်ဆင်ထားတဲ့ရေများကိုတာမကတက်ဆင်ပေးတဲ့ဝက်ရှော့နဲ့အယောင်းဆိုင်များကိုလည်းရေးယူမှာဖြစ်ကြောင်းရုံတိုင်းဒေသကြီးရှင်အနေရဲ့လမ်းအနေရဲ့ကင်းရှိရေးကောင်စီကထုတ်ပြန်ပါသည်ရုံတိုင်းဒေသကြီးရှင်အနေရဲ့လမ်းအနေရဲ့ကင်းရှိရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာရုံတိုင်းဒေသကြီးအတွင်အများပြည်သူသွားလာတဲ့လမ်းများပေါ်မှာပါဝါအီဇော်တက်ဆင်ထားတဲ့အင်စီကားပြိုင်ကားနဲ့မော်တော်ဆိုင်ကယ်များမောင်းနှင်သွားလာနေကြောင်းစစ်ဆေးတွေ့ရှိပါကတီစဲဥပဒေအရအဆိုပါပြစ်မှုကျူးလွန်သူကိုတလားထက်မပိုးတဲ့ထောင်နှံဖြစ်စီတတသိန်းထက်မပိုးတဲ့ငွေဒဏ်ဖြစ်စီ တန်းနှစ်ရက်စလုံးကိုဖြစ်စီချမှတ်မယ်လို့ဖော်ပြထားပါတယ်နောက်တစ်ကြိမ်ထက်မှန်ကျူးလွန်မှာက3လထက်မပိုးတဲ့ထောင်ဒဏ်ဖြစ်စီ၊ကျပ်3သိန်းထက်မပိုးတဲ့ငွေဒဏ်ဖြစ်စီ၊ဒဏ်နှစ်ရက်စလုံးဖြစ်စီပြည်တံချမှတ်မှာဖြစ်ကြောင်းအလားတူပါဝါအိဇောရောင်းချတဲ့ဆိုင်များပါဝါအိဇောတက်ဆင်ပေးတဲ့ဝက်ရှော့များကိုပါတက်ဆင်ရဌာနများရဲ့ဥပဒေအရပြင်းထန်စွာအရေးယူခံရမှာဖြစ်ကြောင်းအသိပေးထားပါသည်။ရင်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းဖွဲ့များအနေနဲ့2025ခုနှစ်ဇွန်မှ နိုဝင်ဘာလလည်းအထိပါဝါအေဇောတက်ဆင်ထားတဲ့ပြိုင်ကား9စီး၊လူစီးရင်82စီး၊မော်တော်ဆိုင်ကယ်2စီး၊စုစုပေါင်း80စီးကိုဖမ်းဆီးတန်ရိုက်လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်ကြောင်းရုံတိုင်းဒေသကြီးရင်အနေရဲလမ်းအနေရဲကင်းရှိရေးကောင်စီကထုတ်ပြန်ချက်အရသိရပါဗျာ။